ျွန်တော်သူ့ကိုဘာပြောအောင်မှမသိဘူးဘာမှပြောမအောင်သူကလည်းဘာဆိုဘာမှပြန်မပြောကျွန်တော်နဲ့သူနေရဘာဒီမှန်းလည်းမသိပါဘူးဒီပစိုးဝင်လာနေတင်တာပဲဘာမှတင်ကြရှိလို့လေဟိုနေရဟိုပစိုးဆိုတော့ဒီနေရဒီပစိုးတကယ်ကိုဆရာငိမ့်ညာဖြစ်ပါတယ်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူးအဲအဲ့ဒါကဆရာကြီးကိုယ်တိုင်ပြောတဲ့စကားပေါ့နော်ဒီအလုံးရဲ့ကလေးတွေကိုတူတာသမီးတွေသတ်မှတ်တာအဲ့လားမကျောင်းစီယာစစ်စစ်စိတ်တမ်းပေါ့ ဲ့လိုမျိုးဒါဟိုဟိုကျွန်တော်စိတ်ကူးထဲမှာလည်းရိုက်နေတဲ့အချိန်မှာလည်းစိတ်ကူးထဲမှာပုံဖော်ထားတဲ့ပုံစံအတိုင်းအဲတကယ်ကိုဟိုကြောင်းစရာတယောက်ဖြစ်တယ်ငိမ့်ညက်ဆိုတဲ့ character ဖြစ်နေတယ်အဲအဲ့ဒါကဒါကျွန်တော်ရိုက်နေတော့ကျွန်တော်မြင်တဲ့အမြင်ပေါ့နော်ဟိုဒါပေမဲ့အဲဒါတခြားလူတွေဘလို့ထင်မလဲဘလို့မြင်မလဲဆိုတော့စိုးရင်စိတ်တော့ရှိတာပေါ့။အဲကကြည့်ပြီးတော့ဒီကားကိုဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့အချိန်မှာ အာဒါသူငယ်ငယ်တော့ပုံစံအတိုင်းသူငယ်ဘဝကိုပြန်ရောက်သွားသလိုပဲအဲအဲ့ဒါကြီးကိုအကုန်လုံးကိုပြန်အမှတ်ရစေပြန်ခံစားစေတယ်ဆိုပြီးပြောတယ်အပြုတ်ကိုမျက်ကိုလည်းဒါသူငယ်ငယ်တော့ပုံစံပေါ့နော်အဲသူ့ရဲ့စိတ်နေစိတ်ထားသူ့ပုံစံသူ့ character တွေအကုန်လုံးမြင်နေရတယ်ဆိုပြီးတော့ပြောတဲ့အတွက်ကြောင့်မလို့အဲတကယ်ကိုဆရာငိမ့်ညာဖြစ်ခဲ့ပါတယ်အဲအဓိကကတော့ကျွန်တော်တိုးဆောင်တရားအနေနဲ့စိုးရိမ်လာကြတော့အဲ့ဒါပေါ့နော်ဆရာကြီးရဲ့ documentary ဆန်ဆန်ကျွန်တော်ရိုက်တယ်ရိုက်တော့ တတ်နိုင်ဆုံးတော့အသေးစိတ်ပုံတော့ကျွန်တော်တို့ကြိုပြီးတော့ပြင်ဆင်တယ်ပြီးတော့မှအကောင်းဆုံးဖြစ်အောင်ရိုက်တယ်ဒါပေမဲ့ရိုက်ပြီးတော့ဆရာကြီးကိုကျွန်တော်ပြတဲ့အချိန်မှာဒီဆိုရင်စီလေးတော့ဝင်တာပေါ့နော်အဲ့လိုဆရာကြီးမှခြေနဲ့ပါမလားဘာပြောမလဲအဲ့လိုအရန်ကိုဆိုရင်မိပါတယ်အော်ဆရာကြီးဆီကနေကျွန်တော်ဒါချီးမွမ်းတဲ့စကားတွေဟိုဝန်သားဆရာစကားတွေကြားတော့အဲ့ကြမှာကျွန်တော်ရင်ထဲကအလုံးကြီးကြားသွားတာဗျအဲဒီကစရိုက်တော့မယ်ဆိုတော့ ဒါအဓိကတော့ကိုထက်ပါပဲ။ဒါကိုထက်တို့ဒီ production team တစ်ခုလုံးကတည်တည်ချာချာကိုအချိန်ယူပြီးတော့ပြင်ဆင်တယ် location အစပေါ့နော်။နောက်ပြီးတော့ကျွန်တော်တရုတ်ဆောင်တယောက်ချင်းစီတိုင်းအောင်လည်းဥမာလိုအပ်တဲ့ပြင်ဆင်မှုတွေဝယ်စားအစပေါ့နော်။အသေးစိတ်ဒါကျွန်တော်တို့ပြင်ဆင်ပေးတယ်။ကျွန်တော်တရုတ်ဆောင်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီဆရာကြီးရဲ့ဇက်ကိုရိုက်တော့မယ်ဆိုတော့ဆရာကြီးရဲ့ဝတ်ထုတွေလည်းဖတ်တယ်။စာပေဟောပြောပွဲတွေလည်းဟောတာလည်းကျွန်တော်နားထောင်တယ်။အထက်နိုင်ဆုံးဆရာကြီးရဲ့ အဲ mood တွေပေါ့နော်အဲခံစားချက်တွေတို့ရအောင်အဲအဲ့လိုပဲငွေကြရတာပေါ့အဲကျွန်တော်ခုနပြောသလိုပါဆရာကြီးကိုနိုင်ကွာအာဒါဆရာငင်းငင်းဖြစ်ပါလေအဲဆိုပြီးပြောတဲ့အာဒါဝိမျက်ကိုကျွန်တော်ခုနပြောတဲ့အတိုင်းပါပဲတကယ်ကိုကျွန်တော်ဟိုဒီကောက်ခဏခဏကျွန်တော်ဆိုကြည့်နေရဘယ်ဘယ်လောက်ကြည့်ကြည့်လဲအာတကယ်ကိုကြောင်းဆရာတယောက်ဖြစ်နေတယ်ဆရာငင်းငင်းဖြစ်နေတယ်လို့ကျွန်တော်ခံစားရပါတယ်ခင်ဗျာ ဟုတ်အဲ Twitter ဆိုရဲ character ကဆရာကြီးလည်းပြောသွားပါတယ်ဟိုဟာဒီသူ့ဝတ္ထုထဲမှာတော့မပါတဲ့ character တစ်ခုပေါ့နော်ဒါပေမဲ့ကျွန်တော်ကရုပ်ရှင်ဆန်အောင်ရုပ်ရှင်သဘောတရားနဲ့ဒီ character လို့ထည့်ပြီးတော့ဖန်တီးထားတယ်ဒီအချစ်ဇာတ်လမ်းလေးပေါ့နော်အဲဒီကောင်မလေးရဲ့အချစ်နဲ့ဆရာကြီးရဲ့အချစ်ဇာတ်လမ်းလေးကိုထည့်ပြီးတော့ဖန်တီးထားတယ်ဇက်ကိုလည်းဆရာကြီးရဲ့ဇက်ဆိုတာတဲ့ဝတ္ထုပေါ့နော် ဝတ္ထုရဲ့ပင်မကျော်ရုပ်ကိုလည်းမထိခိုက်အောင်ဟုတ်ပေါ့ပြီးတော့ကြီးရဲ့ရုပ်ရှင်ကြီးရဲ့ပြိသက်တွေအတွက်လည်းအနှစ်သာရရှိအောင်ပေါ့အဲရတ္တလေးပေါအောင် Twitter ဆိုတဲ့ character လေးကိုဒီကမှပြီးတော့နောက်တစ်ခုက Twitter ရလည်းဒီပြောမယ်ဆိုအရန်လည်းကောင်းပါတယ်သူကိုနိုင်ကလည်းတကယ်ကိုဟိုကျွန်တော်မြင်ထားတဲ့ထွေထွေဖြစ်တယ်ပေါ့နော်အဲအရန်ကောင်းတယ်အဲ့နေရာလေးမှာအရန်ပြီးပြင်တယ်အဲဆိုတော့ဟိုဒါတော့ဆရာကြီးပြောသလိုပဲဝတ္ထုထဲမှာမပါတဲ့ဇက်ကောင်တစ်ခုကိုတန်ရုံးစင်တပြင်းလေးထပ်ပြီးတော့ထည့်လိုက်တာပေါ့နော်ဆရာငိမ့်ညမ်းတဲ့ ်ဒီရွာမှာရှိတဲ့ရွာသူရွာသားတွေဖြစ်တဲ့တန်ရုံးစဉ်အပြင်ကိုအဲ့ပြင်မှာမှနောက်ထပ်အချစ်ဆိုတဲ့တန်ရုံးစဉ်လေးတစ်မြင်ပေါ့သူတွေနဲ့ဆရာလေးညာနဲ့အချစ်ဆိုတဲ့တန်ရုံးစဉ်လေးတစ်မြင်ကိုထပ်ထည့်လိုက်တဲ့ပုံစံနဲ့ပရိသတ်တွေကြီးကပို့ပြီးတော့ရက်သားမြောက်ပေါ့နော်အဲ့အဲ့အတွက်ကြောင့်ထည့်လိုက်တာပါအဲကျွန်တော်တို့ဒီကားရဲ့ driver ဖန်လေးတဲ့လူဆိုတော့အကုန်လုံးရရနေတာပေါ့နော်ဒီတိုင်းဥပါဇက်ကားစုကရရပြီးတော့စပြီးတော့အကုန်လုံးတေးဥဆောင်တွေရောအောင်နေတဲ့ င်းသားမင်းသမီး supporting actor တွေစာကိုရုပ်ရှင်ကားဆိုတော့တော့ဒါတော့လူတော့အဲ့လိုမျိုးပေါ့နော်ကိုကောင်းကိုဆိုရသေးတင်တာပေါ့ဒါပေမဲ့အဲကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီးသွားပြီအဲစုရတယ်မရဘူးဆိုတော့ကျွန်တော်ရဲ့အဲကံနဲ့လည်းဆိုင်ပါတယ်အဲကိုတည်းပြောသလိုပါပဲကျွန်တော်တို့ကတော့ဒါအတက်နိုင်ဆုံးအစွမ်းကုန်ပေါ့နော်ကျွန်တော်တို့ဖြစ်ချင်တဲ့ဖန်တီးချင်တဲ့ຢာကိုကျွန်တော်အကောင်းဆုံးပြအောင်ဖန်တီးရဲအကယ်ဒမီရတာမရတာတော့ကံပါပဲခင်ဗျာဟုတ်ကဲ့ အဲဟုတ်ကဲ့ဒါဒီကဒါမဲ့ဒီဇင်ဘာ12ရက်နေ့ဆိုရင်ဒါရုံတင်ပြသပါပြီဒါပြည်သက်ကြီးအကျိုးနဲ့မဲ့ကာရကပါအဲ့တော့လာရောက်အားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ဟုတ်ပါအခုဖမ်းမြန်နေတာဝင်မှုရုပ်ရှင်ဇာတ်ကားပေါ့နော်လာမဲ့ဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်မြန်မာနိုင်ငံရောရုပ်ရှင်နေမှာပြသတော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ဒီဖမ်းမြန်လေကဝင်မှုအဖွဲ့သားတွေအားလုံးကြိုးစားထားကြပါတယ်ပြည်သက်တွေဒီကားရုံတင်လဲအဲဒီကားရဲ့ပေါ့နော်ကျွန်တော် ဟိုလာပြီးတော့ကြီးစုပေးကြပါဝေဖန်အကြံပြုပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ